မန်စီးတီးမန်စီးတီးဆိုရင်လည်းဒီဒီဘရိုင်းနဲ့အရာတခုဖြတ်တန်းခဲ့ပြီးပြီးအောင်မြင်ခဲ့ပြီးွားပြီဗျာအဲဒေးဗစ်ဆေဗာတို့အာဂွဲရိုတို့ထွက်သွားတဲ့အချိန်မှာဒီဘရိုင်းတို့ဟာလန်တို့ဝင်ကန်ပြီးတော့ဝင်ပြီးသူတို့နေအောင်အစားဝင်လာတာမတိမတာလေးနဲ့အောင်မြင်ခဲ့တယ်ဟာလန်ဆိုရင်တိတိတတ်တာကိုတိုက်စစ်မှာဂိုးတွေရတယ် long striker ဖြစ်တယ်ဒေးဗစ်ဆေဗာထွက်သွားတော့ဒီဘရိုင်းရှိနေတော့အများကြီးမသိရဘူးအခုကတော့ဒေးဗစ်အဲဒီဘရိုင်းမှာထွက်သွားပြီဆိုတော့နောက်ပြီးတော့ grillish ကလည်းအသင်းနဲ့အဆင်မပြေဘူးအဲ့တော့ ဟိုပပ်ကွာရီယိုလာကသူပြင်ဆင်လိုက်တာရိုင်းစတာဆိုရယ်ကွင်းလယ်ကစားသမားကိုပြင်ဆင်တယ်ဒီကစားသမားတကယ်ကိုကောင်းတဲ့ player သူ့ကိုရလိုက်တဲ့ဈေးနဲ့လည်းတကယ်တန်တယ်ပီကိုဗာဆစ်လည်းဆက်ရှိနေဦးမယ်ထင်တယ်အဲပြီးွားတဲ့နောက်မှာဒီနူရီယို left wing အတွက် left wing back left back နှစ်မျိုးလုံး versatile ဆော့လို့ရတယ်ပြီးရင် right back မှာဆိုလို့ရှိရင်လည်းလောလောဆယ်မှာတော့ Lewis ရှိတယ်နောက်ပြီးတော့ Matthias Lunas နဲ့ကစားရတယ်တခါတလေပြီးတဲ့အပြင်ကို तू ကအခု Libramento က ပြန်ပြီးတော့စိတ်ဝင်စားနေတယ်ဆိုတော့လီဗာမန်တိုလည်းရောက်လာနိုင်တယ်အဲ့တော့မန်စီးတီးကပြည့်စုံတယ်ပြီးတိုက်စစ်မှာလည်းအရင်လိုမျိုးဟာလန်မှမကောက်ကိုမသွင်းသွင်းမဲ့လူမဟုတ်ဘူးအိုမာမတ်ရှ်လည်းရှိတယ်နောက်ဝင်းဂါရီမှာဒရိုဂူတို့ဆီလ်ဗင်ဟိုတို့နောက်ပြီးတော့ဖိုဒန်ရှိတယ်အဲ့တော့နောက်ပြီးတော့တခါဒရစ်ဘလင်းအရန်ကောင်းတဲ့ချက်ကီကိုလည်းခေါ်ထားရဆိုတော့မန်စီးတီးကတော်တော်လေးကိုအဆင်ပြေနေတယ်အဲ့တော့ဟိုဘလိုပဲဖြစ်ဖြစ်ဗျာကျွန်တော်အမြင်ပြောမယ်ဆိုမန်စီးတီးကမနစ်ကထက်အများကြီးကောင်းလာပြီချန်ပီယံလည်းစိန်ခေါ်နိုင်ပြီ